Hello မိတ်ဆွေတို့ရဲ့ဒီနေ့မှာတော့ကျုပ်ဦးနဲ့အာပဇွန်သမင်းကျော်ကောင်းကောင်းလေးလွယ်လွယ်လေးနဲ့ဘယ်လိုလုပ်ရမှာလဲဆိုတော့ကို ရှင်းပြသွားမှာဖြစ်ပါတယ်ဒီနေ့မှာကျုပ်ဦးလည်းအာအစိမ်းလေးတွေကိုခဏတပြိုကျော်ထားပါတယ်ဒါပြင်ပဇွန်ကိုလည်းစီနေနေနဲ့အာကျော်ထားပြန်ပြမစီနေနေလေးနဲ့ um ကျွတ်နေကျွတ်ပြုံးနဲ့ပြန်ကြိုးထားပေးတယ်ဒါပြီးရင်အာသမင်းနေထားပေးတဲ့သမင်းလေးကိုထည့်တယ်ပြီးတော့မှ ABC sauce တင်တာဒီ ABC sauce ကသမင်းကြိုးရရရတာအနည်းလေးတွေကိုပေးပါတယ်ဒါမင်းစာကိုနည်းနည်းကိုချိတ်တလို့အငန်အငန်ချိတ်တဲ့သူဆိုတော့မြန်မြန်ထည့်လို့ရပါတယ်ပြီးရင်တင်တာမှာ ကြော်ပီးတာအမ်အချူနဲ့ဆရောပင်းနဲ့ဒါတွေကိုပြန်ပြီးတော့မှနေထားတယ်ပြန်ထည့်ထားတယ်အဲ့ဒါပြီးတော့မှ5မိနစ်10မိနစ်ဆိုရင်တော့စားလို့ရပါပြီဒီနားမှာ အချင်းငပိနေပဲဖြစ်ဖြစ်ဟာဒီနားမှာငပိတို့ဆရာနေပဲဖြစ်ဖြစ်အချင်းရင်ဒီမှာတော့ဒီနားမှာမကြီးအချင်းရင်ကိုချက်သွင်းချက်သွင်းဖြိုလင်းနဲ့ထောင်းထားတဲ့ငရောက်တီးအချင်းရင်ကိုတုံးထားပါတယ်ဒီမှာအမ် ကိုကြိုက်တဲ့ဒုစရာလေးတွေနဲ့စိန်လေးတွေနဲ့စားမယ်ဆိုရင်တော့အရန်ကိုအရသာရှိတဲ့ထမင်းကြော်ဟင်ပွဲလေးရတော့ပါတယ်ချေဆိုများရဲ့တင်ပါတယ်ဘိုင်ဘိုင်